ားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါခင်ဗျာအဲဒီနေ့ကတော့ April 19ရက်နေ့ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်ဒါ Premier League ပွဲစဉ်33ရေပေါ့နော်ဒါစနေနေ့ပွဲစဉ်နေ့ရှင်ပြန်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံအတိုင်းပွဲကြိုတုံးသက်ခမန်းရွေးချယ်မှုလေးပြုလုပ်ပေးကြပါတယ်ဒီနေ့ကတော့ကျွန်တော်ဆော့ဆော့ပဲပေါ့နော်ဒါအဲတင်ပေးပြစ်တယ်ပေါ့နော်အဲဆိုတော့အခါကျတော့ဒီ Premier League ပွဲစဉ်33ကလည်းအဲရင်ခုန်စိတ်လို့ရှားဖို့ကောင်းတယ်အဓိကကတော့ Premier League အဖလားရရှိဖို့အတွက်ကတော့ဒါ Liverpool အသင်းကတော့တေချာသလောက်ဖြစ်နေပြီလို့ ြောလို့ရပါတယ်အဲဒါပေမဲ့လည်းလက်ရှိမှာဆက်ပြီးတော့ပေါ့နော်ရင်ခုန်မှုကောင်းတာကတော့ Champion League ဝင်ကွင်းအတွက်ကိုဒါအသင်း၅သင်းနီးပါးပေါ့နော်၆သင်းနီးပါးလောက်ဒါပြိုင်ဆိုင်ရမယ့်အနေအထားမျိုးလေးဆိုတော့ပေါ့နော်ဒါစိတ်ဝင်စားဖို့တော်တော်လေးကောင်းပါတယ်ဒါ Champion League ဝင်ကွင်းအတွက်ပေါ့နော်အသင်းကြီးတွေအပြင်ဒါဒီရဒီမှာခြေစုံတက်နေတဲ့ဒါ Forest တို့ဒါ Newcastle တို့အပြင်ပေါ့နော်ဒါ Aston Villa ဖုံးမောက်တို့ကပါမျောလင်းချက်ရှိနေတာမျိုးလေးရှိရတော့ပေါ့နော်ဒါ Premier League ပွဲစဉ်33မှာဘယ်လိုရလက်တွေထွက်ပေါ်လာမလဲ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဆိုတော့ထုံးစံအတိုင်းပေါ့နော်ဒါစနေနေ့ပရီးမီးယားလိပွဲစဉ်တွေကကျွန်တော်အကြိုက်ဆုံးနဲ့အာ90များတယ်ပေါ့နော်ပွဲစဉ်လေးတစ်ပွဲကိုရွေးထုတ်ပြီးတော့သုံးသပ်ပေးခြင်းပါတယ်အဲဒီပွဲစဉ်ကတော့စနေနေ့8နာရီခွဲကိုဒင်းစင်ပတ်မှာရှင်ပိုင်ကစားမယ် Everton တင်းနဲ့တစ်ဖက်ကအသင်းကြီး Manchester City အသင်းတို့တွေ့ဆုံနေတဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဆိုတော့ Everton တင်းရဲ့ recent form ကိုကျွန်တော်တစ်ချက်လောက်ကြည့်အောင်ပေါ့နော်ဆိုတော့ Everton တင်းကတော့ဒါနောက်ပိုင်းပွဲစဉ်လေးတွေမှာရလက်ပိုင်း အာကောင်းနေတယ်လို့ပြောရမှာလေဖြစ်တယ်နောက်ဆုံးရှင်ပိုင်ကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာဆိုလို့ရှိရင်တော့ဒါအာဆနယ်ကိုတည်ရကစားထားနိုင်ခဲ့သလိုနောက်ဆုံးရှင်ပိုင်ကစားခဲ့တဲ့ပွဲစဉ်မှာလည်းခြေတက်နေတယ်ဒါ Forest ကိုအဝေးကွင်းကနေပြီးတော့1-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတာဖြစ်တဲ့အတွက် Fdan ရဲ့ရလဒ်ပိုင်းလေးတွေကတော့ကောင်းတယ်ဒါပေမဲ့အမှတ်ပေးစရာမှာဆိုရင်တော့ Fdan ကဒါအဆင့်73မှာရပ်တည်နေတာမျိုးရှိတယ် United ရဲ့အပေါ်မှာပေါ့နော်ရမှတ်38မှတ်ဆိုတော့ဆိုတော့ PR King King နဲ့ Fdan က Goodison Park မှာဒါကမ်းရမဲ့ပွဲစဉ်တစ်ဖက်က Manchester City တင်း Manchester City အသင်းကတော့ Champion League ဝင်ကွင်းအတွက်ပေါ့နော်ရမှတ်သုံးမှတ်ကအရေးကြီးတယ်ဆိုတော့နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Crystal Palace အသင်းကိုနောက်ကျ Twin Goal တွေနဲ့5 goal 2 goal ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တာမျိုးရှိတယ်ဆိုတော့လက်ရှိဒါ Champion League ဝင်ကွင်းအတွက်ပေါ့နော်အမှတ်ပေးစရာမှာဆိုလို့ရှိရင်တော့ City ကရမှတ်55မှတ်နဲ့အဆင့်9နေရာမှာဆိုတော့အောက်မှာ Chelsea က54မှတ်နဲ့ PR ပေးစင်လို့ပေးနေတယ်လို့ပေါ့နော်ဒါ Aston Villa အသင်းကလည်း54မှတ်နဲ့ PR ပေးနေတာဖြစ်တဲ့တော့ city ကမဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေတဲ့အနေအထားဒါပေမဲ့ city မှာလည်းဒါနောက်တန်းက injury ပြဿနာလေးတွေရှိနေတဲ့အနေထားမှာပေါ့နော်အဲပေးကူတွေပေးနေရတာမျိုးရှိတယ် palace ကိုလည်းဒါနှစ်ကူဥဆောင်ကူတွေခွင့်ပြုပေးပြီးတော့မှဒါဒါအဲကမ်ပန်နဲ့ပြန်နိုင်တဲ့ပုံစံမျိုးပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်လည်းဒါအဲ city ရဲ့နောက်တန်းကစားသမားတွေဖြစ်တဲ့ဒါ john stone အခန်းကြီး nathan akiro injury ကြောင့်ဒီပွဲစဉ်ကိုလွဲချော်ဖို့ရှိသလိုတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်း haaland ကလွဲချော်ဖို့ရှိတဲ့အနေထားဆိုတော့ city က condition ပတ်မှာရုံးကန်ရဖို့ရှိပါတယ် တဖက်က Everton တင်းကတော့တိုက်စစ်ပိုင်းက Club Lewin ကလွဲလို့ Champions ကစားသမားတွေကတော့အဆုံလင်းပွဲထွက်လာဖို့ရှိရတဲ့အတွက် Everton အတင်းက squad ကပေါ့နော်ပုံပြီးတော့တောင့်တင်းတဲ့ပုံစံမျိုးလေးမှာတော့ရှိပါတယ်ဆိုတော့အာရှအကျော်ပေးမှုကိုကြည့်အောင်ပေါ့နော်လက်ရှိအချိန်ထိပေါ့နော်အာအာရှအကျော်ပေးမှုအရဆိုလို့ရှင်တော့ Manchester City အတင်းကအဝေးဝင်းဖြစ်နေတဲ့အနေအထားမှာ level အရှုံးဆိုတဲ့ဂျေးမျိုးလေးပေါ့နော်ဖွင့် ပွင့်လှစ်ပေးလာတာမျိုးတွေတော့ရှိတယ်ဆိုတော့အနှဲငယ်လေးပြောင်းလဲကောင်းပြောင်းလဲနိုင်နေပေါ့နော်ဆိုတော့ DJ ရဆိုလို့ရှိရင်တော့ကျွန်တော် Manchester City အသင်းကိုငင်းပယ်ချင်တာမျိုးရှိတယ်ဒီထပ်ပုံကြီးပြင်းရှားတဲ့ဂျီမျိုးထုတ်ပေးတင်တာမျိုးရှိတယ်ဆိုတော့ Manchester ဒီရဒီမပေါ့နော် Manchester City အသင်းထံအာဂျီအနှဲငယ်နေတဲ့ Chelsea အသင်းတော်မှဒါ Everton အသင်းရဲ့အိမ်ဝင်ကိုတင်စင်ပတ်ပါဆိုလို့ရှိရင် Chelsea အသင်းကဒါ190အနိုင်မျိုး190အနိုင်မျိုးလောက်ထိ ဒါထုတ်ပေးလာတာမျိုးရှိတယ်ဒါပေမဲ့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါတရေကျသွားတာမျိုးလို့ရှိတယ်ချက်စီးလည်းကြေးမအောင်ဘူးเนาะဆိုတော့လက်ရှိအနေထားမှာအဲဒါ Everton အင်ကွင်းဖြစ်နေသည့်တိုင်အောင် City သည်ဒါအသင်းကြီးဖြစ်နေတဲ့အနေထားဆိုတော့ဒါ level အရှုံးဆိုတာထပ်ပေါ့เนาะဥမာဒါ150အနိုင်သို့မဟုတ်190အနိုင်လောက်တော့ပေးတင်တယ်အခုကတလုံးသွင်းရင်တော့မှအပြည့်နီးပါးရမယ်ဆိုလို့အဲရမယ်ကြေးဆိုတော့ဒါ Bookie အနေနဲ့ပေါ့เนาะဒါ Manchester City အသင်းကိုတင်ရောက်နေတာလားပေါ့เนาะဒါခေါ်ကြေးလေးဖြစ်မှာလေး ဆိုးရိမ်မိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဖြစ်နိုင်မွယ်လိုင်းလိုက်တစ်ချက်ခမန်းကြည့်အောင်ပေါ့နော်ဆိုတော့ evidence တင်းကတော့ပြလာတဲ့လူစင်အတိုင်းဆိုလို့ရှိရင်တော့တိုက်စစ်ပိုင်းမှာ bro ဟာပွဲထွက်လာဖို့ရှိတယ်ပြီးရင် b2 လည်းရှိနေသေးတယ်ဆိုတော့ club value ကိုနားနေပြီမဲ့ evidence တင်းကတိုက်စစ်ပိုင်းမှာတော့လူပြန်စုံနေတယ်တောင်မန်ဒီမှာကတော့အာ andy ပေါ့နော်ပြီးရင် harrison ကိုယ်လည်းမှာ dokuri ghana ဂွေဟီတို့ပွဲထွက်လာဖို့ရှိတယ်နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်းအစုံပဲပေါ့နော် o'brien michael lanco အာ tarkovsky နဲ့ brewick ကိုသမားကလည်း jordan pitford ဆိုတော့ evidence က စကွက်က trolley strong ဖြစ်တာမျိုးရှိတယ်ဆိုတော့ city ဘက်ကတော့ဟာလန်မပါဝင်တာဖြစ်တဲ့အတွက် mamush ကို striker နေရာမှာတုံးလာဖို့ရှိတယ်တောင်ပိုင်းနေရာမှာတော့ doku နဲ့ savinho ကိုတုံးလာမယ်နံပါတ်10နေရာမှာအတင်းကောင်းဆုံး de bruyne ပြီးရင်အကျွန်တော်က gonzalo တို့ banaru silva တို့တုံးလာလိမ့်မယ်ဗောနော်ကွင်းလယ်မှာနောက်တန်းမှာဆိုလို့ရှိရင်လည်းဒါပြလာတဲ့လူချင်းမှာဆိုလို့ရှိရင်တော့ gabadio နဲ့ nunes ကိုဖူးဘက်မှာပြပြီးတော့ center back မှာကတော့ဒါ kusaton နဲ့ Ruben Dias ကိုပြရတယ်ကိုသမားကလည်း Ortega Ederson နားနေတာဖြစ်တဲ့တော့ပေါ့နော်ဆိုတော့ City ကတော့ Tyson Pine ကဟာလမ်းမပါနိုင်တာမျိုးလေးရှိလို့အာကိုသမားနဲ့ပေါ့နော်ဒီ Cancel Pine မှာတော့ injury ပြဿနာလေးတော့ရှိနေတယ်အဲဆိုတော့ Loyi Touche ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ရှေ့ရပြောလို့ပဲ City ပေးတဲ့ GA တော်တော်လေးပျော့နေတယ်ဒီထက်ပိုပြီးပြင်းပြင်းရှားရှားလေးပေးတင်တာမျိုးရှိတယ်လက်ရှိအချိန်ထိတော့ပေါ့နော်ဒါလည်းပဲအရှုံးဆိုတဲ့ GA မျိုးလေး ဟိုဖွင့်ပေးထားတာမျိုးရှိရေပေါ့နော်ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ Manchester City အသင်းကိုညင်းပယ်ပြီးတော့ England Coalition ပတ်မှာပေါ့နော်ဒါ City ကိုတရေခံကန်နိုင်မယ်လို့ထင်နေအတွက်ပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာ Everton Bury ကိုကြိုက်ပါတယ်ကျွန်တော် Everton Bury လေးကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ် Okay နောက်တော့ပွဲစဉ်ကတော့ကျွန်တော် La Liga ပွဲစဉ်လေးတစ်ပွဲကိုတော့အဲရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်ကတော့ကျွန်တော် Valencano နဲ့ Valencia အသင်းရဲ့ပွဲစဉ်အစနေနေ့ညနေအစောပိုင်းပေါ့နော်6နာရီခွဲဗလန်ကာနိုအတင်းရဲ့အိမ်ကွေးမှာရှင်မြန်ကစားမဲ့ပွဲစဉ်ဆိုတော့ ဗလကာနိုကတော့ဒါ PR တွေကင်းတယ်လက်ရှိအနေထားရ recent form အကြည့်မယ်ဆိုရင်တော့ဗလကာနိုကနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲတော့ရှုံးထားတာမျိုးရှိတယ်ဆိုတော့အစပန်ယူကို၉ပြတ်ရှုံးတယ်ဘီဘာအို3-1ဆိုတဲ့ရလက်နဲ့၉ပြတ်ရှုံးလာတယ်ဒါပေမဲ့အမှတ်ပေးစရာမှာဆိုလို့ရှိရင်တော့အအဆင့်30ဆိုတော့ဥရောပဝင်ဝင်လဲမလိုအပ်တယ်လို့ပေါ့နော်တန်းစင်းစုံကလည်းလုံးဝလွတ်ကျွတ်ဖြစ်နေပြီဆိုတော့ PR ကင်းနေကမ်းရမယ်ပွဲစဉ်အဲဒီဖက်ကဗလင်စီယာတင်းဗလင်စီယာတင်းကတော့နောက်ပိုင်း တန်းစင်းစုံကားပေါ့နော်ဒါရုံထွက်လာပြီးတော့ရလပိုင်းတွေကောင်းတယ်နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်တော့ရှုံးပွဲလုံးဝမရှိဘူး real တော့မှနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၂ပွဲမှာ2-1နဲ့နိုင်ထားတယ် Sevilla က1-0နဲ့နိုင်ထားတာဖြစ်တဲ့အတွက် Valencia တင်းရတော့မှအာ Falcao ထပ်ဆိုင်ပေါ့နော် form ကောင်းနေတာမျိုးရှိတယ်ဆိုတော့ Valencia ရဲ့လက်ရှိအမှတ်ပေးစရာအရာကြည့်မယ်ဆိုလို့ရှိရင်လေ Valencia ဒီရမှတ်38မှတ်နဲ့အဆင့်14ဆိုတော့ဒါတန်းစင်းစုံကားတောင်မှအဲလွတ်သွားပြီလို့ပြောလို့ရတယ်ဆိုတော့ဒီပွဲစဉ်မှာတော့ Falcao ကဒါအင်ကွင်း အားသာချက်ရှိတယ်ပြီးတော့အမှတ်ပေးစရာရဲ့ ranking အရဆိုလို့ရှိရင်ဗလင်စီယာထပ်တားတဲ့အနေထားမှာတော့ဒါ level 40လောက်တော့အကျော်ပေးလာတာမျိုးရှိတယ်အဲဒါကလည်းဒီဗလကာနိုရဲ့နောက်ပိုင်း form မကောင်းတာရဲ့ဗလင်စီယာ form ကောင်းတဲ့အနေထားရဲ့အကြောင်းပေါ့နော်ဗလကာနိုအနေနဲ့အရင်ကြီးတော့ကြီးမပေးရဲပဲနေပေါ့နော် level 40ဆိုတဲ့အဖြစ်လောက်သာပေးထားတာမျိုးရှိတယ်ကိုပေါင်းကြီးရကြီးမယ်ဆိုလို့ရှိရင်လည်းနှလုံးသွင်းရင်ဒါ30နိုင်ဆိုတာမျိုးလေးပေးထားပါတယ်ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်က ဒါလူစင်းရတော့တိတ်မကွာဘူးဗျဒါပေမဲ့ကျွန်တော်နည်းနည်းလေး Valencia ရဲ့အာလူစင်းနေပေါ့နော်နောက်ပိုင်းယုံအားလေးတွေကိုတော့ကျွန်တော်အနေငယ်ပုံပြီးတော့ကြိုက်တဲ့အနေအထားမျိုးမှာရှိပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ body test ဆာလို့ရှင်တော့ကိုပေါင်းအောက်ကိုပုံပြီးတော့ကြိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာအပြန်လန် twin goal လေးညင်တွေးရဖို့ခဲရင်လိမ့်မယ်လို့တော့ကျွန်တော်ကထင်တယ်ပေါ့နော် goal အရင်မများတော့ဘူးလို့ထင်တဲ့အတွက်ဒီပွဲစဉ်မှာတော့ကျွန်တော်ကိုပေါင်းချင်းနှလုံး30အနိုင်မှာကျွန်တော်ကတော့ formula အရကိုပေါင်းအောက်ကိုရွေးချယ်ပေးခြင်းပါတယ်ဒါတော့ပွဲစဉ်ကတော့ စနေနေ့ည၈နာရီမှာရှင်မြန်ကစားမယ့် Bundesliga ပွဲစဉ်တစ်ပွဲကိုအာတုံးသက်ရွေးချယ်ပေးနေပါတယ်ဒီပွဲစဉ်ကတော့ဒါ Freiburg အတင်းနဲ့ Hoffenheim အတင်းတို့ရဲ့ပွဲစဉ်ဆိုတော့ Freiburg ကတော့နောက်ဆုံးရှင်ပြန်ကစားခဲ့တဲ့ပွဲစဉ်မှာဒါ Mönchen Gladbach ကို2-1ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိထားတယ်လက်ရှိမှာဆိုလို့ရှင်လဲ Freiburg ကတရားစီမှာရလက်ပိုင်းတွေကောင်းပြီးတော့ဒါအဆင့်6နေရာထိတောင်မှတလန်းထားနိုင်တဲ့အနေထားမျိုးလေးရှိတယ်ပေါ့နော်ဆိုတော့လက်ကျန်ပွဲစဉ်တွေမှာ ူအနေနဲ့ရလက်ပိုင်းနေတာထပ်ပြီးတော့ကောင်းမယ်ရမတီတာစုဆောင်းနိုင်မယ်ဆိုလို့ရှိရင်တော့ချန်ပီယံလိဝင်ခွင့်အောင်မှာမြုံမှန်းလို့ရတဲ့အနေအထားမျိုးရှိတယ်။အစဉ်လေးနေရာကလိုက်ပ်ဇင်နဲ့ဆိုလို့ရှိရင်တော့သုံးမှတ်ပဲကွာတဲ့အနေအထားမှာရှိပါတယ်။ဆိုတော့ Frankfurt အနေနဲ့အိမ်ခွင့်မှာဘာတွေလုပ်ပြမလဲ။ဒီဟာဒီဥရောပဝင်ခွင့်အာရယူနိုင်မလားပေါ့နော်။တစ်ဖက်က Hoffenheim Hoffenheim ကတော့နောက်ဆုံးရှင်ပြန်ကစားခဲ့တဲ့ပွဲစဉ်မှာ Mainz ကိုအတူကြီးဆိုရရလက်မျိုးနဲ့အနိုင်ရရှိထားတယ်။အလက်ရှိမှာဆိုလို့ရှိရင်တော့ Hoffenheim ကတော့ဒါရမှတ်30နဲ့အဆင့်30ဆိုတော့အတန်းစင်းစုံက လွတ်ယုံလေးပဲရှိတယ်ဗောနော်ရမတ်တော့လူနေတာမျိုးရှိတယ်လက်ရှိမှာအဆင့်16နေရာကဟာဒဟင်းကရမတ်ဒါ22မှတ်ဆိုတော့ဒါ10မှတ်ပဲကွာတဲ့အနေထားဆိုတော့ရမတ်တချို့တော့လူနေတာမျိုးရှိတယ်ဆိုတော့ဒီနေရာမှာထပ်ပြီးပြောချင်တာဟတ်တူဟာအရာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနှစ်သင်းရဲ့အနေထားကဒါ fry back ကအဟောဖိုင်းနဲ့တွေ့တိုင်းပေါ့နော်အသာစီးရတဲ့အနေထားမျိုးလေးရှိတယ်။နောက်ဆုံးတွေ့ဆုံမှု frame back ရဲ့အိမ်ကွင်းမှာပေါ့နော်နှစ်ချိန်တွေ့ဆုံမှုမှာလည်း frame back ကပဲအနိုင်ရရှိထားတာမျိုးရှိတယ်။အဲပြီးတော့ DRD ဒါပထမအကျော်ဟော်ဖန်အင်းတင်းရဲ့အိမ်ဝင်းမှာတော့ဒါဝမ်ဝမ်းဆိုတဲ့ရက်လက်မျိုးလေးထွက်ပေါ်ထားတယ်။ပြီးတော့သူတို့နှစ်တင်းတွေ့တိုင်းကျွန်တော်စိတ်ဝင်စားဖို့ကောင်းတာကအပြန်လဲ twin ကိုလေးကိုကိုမြင်တွေ့ရတာမျိုးရှိတယ်။ဆိုတော့လက်ရှိမှာ frame back ကအိမ်ဝင်းဖြစ်တယ်။အာအမှတ်ပေးစရာမှာဆိုလို့ရှိရင်လေဒါရက်လက်ပိုင်းတော်လေးကောင်းနေတဲ့အနေထားပေါ့နော်။အဆင့်6နေရာမှာရက်တည်နေတယ်။ပြီးတော့သူ့အတွက်ကဒါ champion league ဝင်ခွင့်အတွက်အရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ပေါ့နော်။ frame back ကတော့ဒီပွဲစဉ်မှာဒါ level အရှုံးဆိုတဲ့အနေအထားမျိုးလေးအကျော်ပေးလာတာမျိုးတော့ရှိတယ်ဒီနေရာမှာလည်းကျွန်တော်က frame back အနေနဲ့ဒီထက်ပိုပြီးတော့ပြင်းပြင်းရှင်းရှင်းလေးပေးတင်တယ်လို့တော့ကျွန်တော်ထင်တယ်ရမှတ်လို့နေတဲ့အနေအထားဥရောပဝင်ကွေးအတွက်ပေါ့နော်ပြီးတော့ hat to hat မှာအမြဲတမ်းလို့လို့ hot fine ကိုအသာစီးရရှိနေတဲ့အနေအထားအာနောက်တစ်ချက်ကတော့ဒီ frame butter ပေါ့နော် frame butter ခြေတန်းနေတဲ့ water brimming အောင်မှအိမ်ကွေးမှာဒါ hot fine ကိုပေါ့နော်ဒီထက်ပြင်းတဲ့ကြေးမျိုးလေးထုတ်ပေးထားတာမျိုးရှိတယ်။ဥပမာဒီပွဲစဉ်ကကျွန်တော်စိတ်ထင် frame pack အနေနဲ့ကျင်းပြပေါက်အနိုင်ရရှိမယ်ဆိုလို့ရှင်တော့ အနိုင်လောက်ဖြစ်ဖြစ်အကျိုးပေးတဲ့လူတော့ကျွန်တော်ထင်တယ်အခုကတလုံးသွင်းရင်တောင်မှအပြည့်အဝပျော်ရွှင်ခွင့်ရမယ်ဆိုတဲ့အနေထားအင်ရှင်အသိဉာဏ်လူကြိုက်များလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဒီထက်နည်းနည်းလေးပို့ပြီးတော့ဟိုပြင်းထန်တာမျိုးရှိတယ်ဥပမာ180အနိုင်180အနိုင်လောက်ဆိုရင်တော့မှအာဖဲဖြစ်တယ်လို့ပြောလို့ရတဲ့အနေအထားမှာ level အရှုံးဆိုတာကတော့နည်းနည်းလေးပါတယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာလည်းကျွန်တော်ကတော့ဒါ Hoffenheim ကိုရွေးချယ်ချင်တာမျိုးတော့ရှိပါတယ်။ဒီပွဲစဉ်မှာလည်းကျွန်တော် Hoffenheim body ကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်။ ဒါတော့စနေနေ့မှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေရပါတော့ဒါပရီးမီးယားလိတပွဲအာလာလီဂါတပွဲနဲ့ပွန်ဒက်စလီဂါတပွဲပေါ့နော်ကျွန်တော်အကြိုက်၃ပွဲရွေးချယ်ပြီးခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့အမြင်လေးတွေကို common box မှာဝင်ပြပေးသွားခဲ့ကြပါအောင်အာကျွန်တော်တို့ရဲ့ကြံရှိနေတယ်ပေါ့နော်လီပွဲစဉ်တွေကိုတော့ကျွန်တော်တို့ရဲ့ private member group လေးမှာရွေးချယ်တုံးသက်အပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ member group လေးကို join ကျင်တဲ့ညီကိုအနေနဲ့လည်းပေါ့နော်အာကျွန်တော်အ join လို့ရပါတယ်ပေါ့နော်ကျွန်တော် fiber number လေးချပေးထားတာမျိုးရှိပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ